မမနဲ့အလုံးရှာပေးဖို့ချိန်မယ်နော်အမမအလုံးမရှာပေးဘူးမမကအလုံးရှာပေးဖို့အတွက်ကိုနီလန်ပေးတယ်အားလုံးကိုညွန်ပြပေးတယ် training တွေပေးတယ်ဘယ်လိုလုပ်ရမလဲဆိုတာတွေ knowledge တွေအကုန်လုံးပေးတဲ့အတွက်ညီမဒီအမသိတယ်လို့သိသွားရမယ် အဲ့ဒါတိသွားလို့ရှိရင်ညီမကိုသူများလိန်လို့မရအောင်ညီမအလုံးရှာတက်သွားမယ်အလုံးရှာတက်သွားမယ်အလုံးရလာရင်အင်တာဗျူးဖြည့်တက်သွားရင်အလုံးရပါပြီပြီးရင်သူများအလိန်လည်းမခံရတော့ဘူးအဲ့ဒီတော့အမကဘေးမှာရှိနေတယ်လို့မျိုးညီမကတိသွားမှာအဲ့ဒီအတော့ကြောင့်မို့အမကအလုံးဓာတ်ရိုက်ကိုအလုံးမရှာပေးပါဘူးအေဂျင့်မဟုတ်ဘူးပေါ့နော်ဒါပေမဲ့လို့အမဒီအားလုံးကိုပြောပြနေတယ်အလုံးရှာတဲ့နီးတွေအားလုံးကိုပြောပြနေတယ်ညီမကို push လုပ်နေမှာ ညီမတို့မောင်လေးတို့ကိုဒီကနေပြီးတော့ guide လုပ်တဲ့သူတယောက်ဖြစ်တဲ့အတွက်ကြောင့်ဆယ်တန်းမှ guide လုပ်တယ်လို့ပဲညီမတို့ဂုံနူးထွက်ရမယ်အဲ့ဒီလိုမျိုးလုပ်ပေးတဲ့သူအမဒီအလုံးမရှာပေးဘူးဒါပေမဲ့လို့အင်းနှစ်လတင်ပေးတယ်။တွားတဲ့အနှစ်လအတွင်းမှာလည်း guide လုပ်ပေးနေတော့မယ်။ အဲ့တော့ဟင်ဒူရရတယ်ဆိုရင်ညီမပို့ရေးအဆင်ပြေတယ်အင်္ဂလိပ်ကို train လိုက်ရုံပဲအင်္ဂလိပ် train နဲ့ဟင်ဒူရရတယ်ဆိုအင်္ဂလိပ်ဒီအင်္ဂလိပ်စကားပြောမဟုတ်ဘူးအမတို့ trainer ဒီအလုပ်နဲ့ပတ်သက်တာကို trainer ဖြစ်တယ်ဒီအလုပ်နေရာမှာဒီအလုပ်အတွက် interview မေးတဲ့အခါမှာဒီအလုပ်ထဲမှာအလုပ်လုပ်နေတဲ့အချိန်မှာညီမကိုဘယ်သူမှ bully လုပ်လို့မရအောင်ထိအမ trainer အဲ့ဒါကြောင့်မို့လို့ဥပမာဒူဘိုင်းကိုရောက်သွားတယ်ဒူဘိုင်းရဲ့ ဟိုတယ်တွေမှာလုပ်နေတယ်ထားလိုက်လာတွေ့ရအပြင်မှာလာတွေ့ဖို့ကတော့အမကအချိန်ရရင်တော့တွေ့ပေါ့နော်ဒါပေမဲ့အမအပြင်မှာလာတွေ့တဲ့အချိန်ဒါပေမဲ့တချို့ကပြောတယ် overstay risk ကိုပြန်ဖြီလို့ရတယ်လို့တော့ပြောတယ်အဲ့ဒီကအတိအကျအမမသိသေးဘူးဒါပေမဲ့လို့ထောင်တဲ့ဒီတလောက် overstay ဆိုရင်တော့မှ900တထောင်လောက်ကျလိမ့်မယ်ညီမအဲ့တော့နှင်းနဲ့ချီဆိုရင်အမမပြောတတ်ဘူး overstay မလုပ်ကြပါနဲ့လို့ပဲပြောချင်တယ် ဗီဇာတက်တန်တိုးပါအလုပ်ရအောင်လုပ်ပါဒါကြောင့်မို့လို့အလုပ်မရခင်မှာကိုကိုကို knowledge အပြည့်ဖြည့်သွားပါဒါကိုပြောချင်တာအဲ့ဒီ knowledge ဖြည့်တာနဲ့ agent တော့အဲ့ရင်လေဒီ knowledge မသိရင်ညီမတို့ဒီဒုက္ခရောက်မှာပါပဲဒီတော့ပြောချင်တယ် knowledge ကိုအပြည့်ဖြည့်သွားပါကျန်တာတွေကိုအမမတိုက်တွန်းဘူးပတ်စံကုန်မှန်ကိုလည်းအမမတိုက်တွန်းဘူးဘ ഹു တုတဖြည့်သွားပါကိုကိုကိုအရေးချင်းပြည့်တယ်ဆိုရင်ဘယ်ဟာမဆိုးလုပ်လို့ရတယ်ဒီပို့စည်းကြီးပါတယ်ပုံကြမ်းစိတ်ပို့များပါတယ်အခန်းခပို့စည်းကြီးပါတယ် ရှာကြားသည့်အခန်းကြကြဲနေရမယ်ဒူပိုင်းသည့်အခန်းကျဉ်းကျဉ်းလေးနေရမယ်ခုနအမပြောသလိုပဲဒီအိမ်ရာလေးတသေးလေးပေါ်မှာဟိုမှာကလားလင်မယားအောက်မှာအိမ်နေတာရှိမယ်တငယ်ချင်းတယောက်ဆိုရင်အိမ်နေရလင်မယားအခန်းထဲမှာတန်နှစ်တွဲရှိတယ် ပြီးရင်ဂရင်ကဟိုဟာငားရောက်နေရတယ်ပေါ့နော်အဲ့တော့အိန္ဒိယလင်မယားကနှစ်တွဲရှိတယ်ကိုကနေရတယ်အပေါ်ထက်မှနေရတယ်လိုက်ကလေးကိုအဲ့လိုတွန်းပြီးနေရတယ်ကို့မှာအဝတ်စားလဲရင်လည်းအဲ့ဒီလိုက်ကချင်းချင်းလေးထဲမှာလဲရင်လည်းမလဲရင်ရေချိုးခန်းထဲမှာလဲရတယ်အဲ့ဒီလိုပုံစံမျိုးတွေရှိတယ်နော်အဲ့ဒီခါကျတော့ပြောချင်တာဒီဒူဘိုင်းသွားတယ်ဆိုတာကအဲ့ဒီလောက်မလွယ်ပါဘူးနိုင်ငံခြားသွားတယ်ဆိုတာကကြီးရွယ်ချက်ကိုအများကြီးထားပြီးတော့ ကိုကိုကိုဇွဲကိုအများကြီးထားတာမှရင်လောက်မှန်မှဒူးလောက်ကြံတာပေါ့နော်အဲ့တော့တိဖို့အများကြီးလိုအပ်တယ်အာဒီဟာတွေကိုအမကပြောပြနေတာကြောက်ဖို့လည်းမဟုတ်ဘူးကြောက်စရာလည်းဘာမှမလိုဘူးနိုင်ငံသားတွားရင်ကြောက်တဲ့စိတ်ရှိရင်လုံးဝမတွားနဲ့ဘယ်နိုင်ငံမှမတွားနဲ့ အားနာရဲဆိတ်ရှင်ဘယ်နိုင်ငံမှမတော်နဲ့အဲ့ဒါတွေကိုလည်းအမတို့က train ပေးတယ်။ဘာဖြစ်လို့လဲဆိုဒါတွေအားလုံးကိုသိထားပြီးရင်ကိုကခမာတယောက်မဖြစ်နေကို့မြင်မှာအချင်းချင်းကကို့ကိုပြန်ပြီးတော့ဘူးလီလောက်တာခံရမယ်။အမအရင်တော့အားနာတတ်တဲ့အတွက်ကြောင့်မို့အမကိုဘူးလီလောက်တဲ့မြန်မာမတယောက်ရှိတယ်။ကတာမာတော့ကလည်းခံရတယ်အားနာလို့ အားနာတယ်တနာတယ်သူများကိုမပြောဘူးကိုပဲခံလိုက်တယ်သူခိုးနေတာလည်းသိတယ်သူလိန်နေတာလည်းသိတယ်သူညာနေတာလည်းသိတယ်ဒါပေမဲ့လို့ထုတ်ပြောရမှာအားနာတယ်ကိုပစ္စည်းတွေယူသုံးတာလည်းသိတယ်အခန်းပေါ်ရဲ့ပစ္စည်းတွေယူသုံးတာလည်းသိတယ်ပြောရမှာသူ့အစားကိုကအားနာတယ်အားနာတယ်ဒါပေမဲ့ तू ကဘလောင်မလဲလို့တယ် तू ကအမှန်ကိုကအမှားဖြစ်တယ်အဲ့လိုမျိုးပေါ့ तू ကအနောက်ဘက်မှာဆိုခြုံတွန်းလို့တယ်ကိုရှင်မှာတော့ချက်ချင်းဘလောင်ဘလဲလောက်တယ်ရီးစားလူမလူတွေနဲ့နေဖူးတယ်ဒါပေမဲ့အမပြောချင်းတယ် ်မလွယ်ဘူးတိသာဖို့အရန်လို့တယ်အာနာလို့မရဘူးဘဒုမမတနာနဲ့အာမနာနဲ့ဒါလေးကိုတော့ကိုတိရမယ်ဘယ်လိုလူမျိုးမဆိုတတိနဲ့နေရတယ်ဒါပေမဲ့လူကောင်းမရှိဘူးမဟုတ်ရှိတယ်ရှိတဲ့လူကိုဘောတခါကောင်းမေးရင်လဲကိုကတသက်လုံးမှတ်တာဒါပေမဲ့ကိုဘောမကောင်းတဲ့လူဆိုရင်လဲချက်ချင်းရှောင်ရှောင်နိုင်အောင်စူးစမ်းရတယ်ယောက်ျားလေးပဲဖြစ်မိန်းကလေးပဲဖြစ်ဖြစ်နော်အလုပ်တွေကျွမ်းကျင်နေရင်တော့လူမျိုးခွဲခြားတယ်အမှန်ပဲဘာလို့လဲဆိုတော့အမားတို့ ီဒူဘိုင်းမှာဒူဘိုင်းကြောင်းပဲပြောမယ်ဗောနော်ဒူဘိုင်းမှာဒီဟိုဟာဗောနော်လူတွေကအများကြီးရှိတာကွာအဲ့ဒီမှာအာရဗ်နိုင်ငံဖြစ်တဲ့အတွက်ကြောင့်အာရဗစ်တွေကဦးစားပေးပဲအာရဗစ်တွေဒီပညာရေးချင်းရှိရှိမရှိရှိအင်္ဂလိပ်ရရမရရသူတို့လစားဒီ၃000အထက်ရှိတယ်သူနဲ့ကိုနဲ့အတူတူလောက်ရရင်တော့မြန်မာတွေက2000ကျော်ပဲပေးတယ်နော်အဲ့ဒီလိုမျိုးရှိတယ်အဲ့ခါကျတော့ Euros company တွေမှာလှုပ်ရှင်တယ်ပြောရင်အမားတို့လိုမျိုး Euros company ကရှားတယ်ဒါအမှလည်းကံကောင်းလို့အလုပ်ရခဲ့တယ်ပေါ့နော်အဲ့တော့ပြောရှင်းတာဒီ အာထင်တယ်လို့တော့မလွယ်ဘူးပေါ့နော်ပြောချင်တာအဲ့တော့ပြောချင်တာဒီကိုကမြန်မာဖြစ်တဲ့အတွက်ကြောင့်မို့အားငယ်စရာတော့မလိုဘူးမြန်မာတွေဒီအုံနောက်ကောင်းတယ်တင်ရင်တက်လွယ်တယ်တိလွယ်တယ်အဲ့တော့နောက်တစ်ခုမြန်မာတွေဒီ ကိုဟိုများသောအားဖြင့်မြန်မာပေါ့နော်အကုန်အခက်ခဲမရှိဘူးအကားစီးတာလည်းအခက်ခဲမရှိဘူးမြန်မာပြည်ကနေသွားမယ်ဆိုလည်းမြန်မာပြည်ကသွားခရေကလေရင်ဘလို့စီးတာဆိုတာအစအမားတို့ကပြောပြပေးတယ်အကားဘလို့စီးတာအစမက်ထရိုဘလို့စီးတာအစပါဇက်နဲ့ပြောရုံနဲ့မဟုတ်ဘူးဟိုမှာအင်တာဗျူးသွားနေရင်လည်းတော့အမရေကျွန်တော်လေအခုဒီအင်တာဗျူးသွားနေပြီဆိုတော့ကိုတိတယ်လေကိုအမြဲပြောပြတာဆိုတော့တိတယ်ဟုတ်ပြီအဲ့တော့ဒီရောက်လာပြီဒီမှာကားကဘယ်မှတ်တိုင်မှမသိဘူးဆိုတော့ကိုမှ Google Map ကိုပြန်ကြည့်ရတယ် तू ကဟိုမှာကြည့်တာ तू ကတိတ်မလဲမဝဲဘူး ဖြစ်နေသေးတယ်ဆိုတော့ဒီကနေသင်ပေးွားတာတော့မှအဲ့ဒီလိုမျိုးတွေရှိသေးတယ်အဲ့ခါကျတော့ဟုတ်ပြီဒီလိုလေးစီဒီကားကိုစီဒီလိုလှုပ်ဆိုအမျိုးပြန်ပြောရတယ်အဲ့တော့အမားတို့အုံနောက်သူခုနပြောသလိုပဲအုံနောက်ဖောက်စားခံရတယ်ပေါ့နော်အမားတို့ဒီအရန်ပဲဟိုအရန်ကိုပဲဟိုအာထက်တယောနဲ့အလုရောက်အောင်ဟိုကုညီပေးနေတဲ့သူတွေဖြစ်တယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီလိုအဆင်ပြေတာကိုပဲမြင်ချင်တယ်ပေါ့နော်အဲအဲ့ဒီလိုမျိုးလူတွေကအမျိုးမျိုးရှိတယ် အမျိုးမျိုးရှိတယ်ဆိုတာကိုပြောပြတာပါဟုတ်တယ်ကိုတွွွွင့်ရေအုံနောက်ဖောက်စားတယ်တဲ့ပြီးရင်တို့ကနေရာဝင်ယူတယ်ကြောက်တွန်တယ်ပြီးရင်တို့ကလာစားတိုးတယ်အမှန်ပဲသူနိုင်ငံညာမှာနေတယ်ဆိုတာအဲ့ဒီလို လူပါဝါတဲ့လူတွေတပုံကြီးရှိတယ်အမလို့တေချာစေတနာပပလုတ်ပြီးပြောပြနေတဲ့သူကြတော့ဗီဒီယိုတွေဘာလို့မပေါက်လဲမသိဘူးတော့တဲ့အမကဘူးရှ်လည်းမလုတ်ဘူးလေဟိုတို့လုတ်လို့ရတယ်ညီမရဲ့ဘူးရှ်လုတ်ပြီးပတ်စံပေးပြီးဘူးရှ်လုတ်တာဘူးရှ်လုတ်တော့အများရဲ့ချွေးနဲ့လုတ်တော့လူသိအောင်လို့လုတ်တော့ပေါက်တာပေါ့ အမဒီပတ်စံလဲအကုန်မခံဘူးအမပြောပြတဲ့ဗီဒီယိုတွေကို ကြည့်ကြည့် share share ဘုဟုတ္တယူချင်းယူဒါပေမဲ့လို့အမဒီ အဲ့ဒီလိုလိုမျိုးမဟုတ်တဲ့အတွက်ကြောင့်အမပစံအကုန်ခံပြီးတော့တော့ push မလုပ်လေဒါတွေလည်းကွာတာပေါ့နော်အဲတခုပဲရှိတယ်အမကိုအခုလို share like လုပ်ထားတဲ့သူတွေဆိုရင်ဒီဒီဘုဒ္ဓတာကိုရမယ်သူတို့နဲ့ပတ်သက်ပြီးတော့သူတို့ကကိုယ့်ကိုကိုယ့်စေတနာကိုနားလဲရဲဆိုရင်တခြားလူကိုပြန်ပြောပြပေးရဲဆိုသူတို့လည်းလက်ညိုးထိုးရင်ဖျားဟောတယ်လို့ပဲလက်ညိုးထိုးရင်တော့မှကိုယ့်လက်ညိုးကဟိုကို point လိုက်လို့သူများကကောင်းစားသွားရဲဆိုကိုကုတို့ရတယ်အဲ့ဒီတိုင်းပဲပေါ့နော်ဒီတော့ပြောချင်တာဒီဟိုသူတို့ ဟိုဒီဗီဒီယိုတွေပောက်တာမပောက်တာတွေအမကို follow လောက်တာမလောက်တာတွေနဲ့တော့အမကတိတ်ခေါင်းနဲ့တော့မထည့်ဘူးဒါပေမဲ့လို့တယောက်တိသွားရင်အဲ့ဒီတယောက်ဒီဒုက္ခနေပြီးတော့ဟိုဟိုဟာဖြစ်သွားတယ်ပေါ့နော်ကယ်လိုက်နိုင်တယ်ဆိုရင် အမခံယူချက်ဒီအမတို့ဘယ်တော့မှဒုက္ခမရောက်ဘူးပေါ့နော်ဒီလိုပဲအမတွေ့တယ်အမဒီအဲ့ဒီစေတနာတွေတစ်နှစ်ပြန်ပြီးတော့ ဟိုဟိုပြင်ရမယ်ပေါ့ကွာဒီစေတနာရဲ့အကျိုးကိုတနည်းပြင်ရမယ်အမတ်ဒါပဲတွေးပါတယ်အဲတခုတော့ရှိတယ်ဟိုတချိန်အမတ်စီးပွားရေးတွေလုပ်တဲ့အခါပဲဖြစ်ဖြစ်ညီမတို့တွေစီးပွားရေးတွေလုပ်တဲ့အခါပဲဖြစ်ဖြစ်အားလုံးကနိုင်ငံသားမှဘယ်သူမှတသက်လုံးနေကြမဲ့သူတွေမဟုတ်ဘူးအဲ့တော့ညီမလည်း အမြဲတမ်းညီမတို့ညီမလေးတို့မောင်လေးတို့အခုချိန်မှလည်းအမြဲတမ်းဆင်းရဲနေမယ်လို့အမြဲတမ်းဒီဘဝရောက်နေမယ်သူများအလုပ်လုပ်နေရမယ်လို့ဘယ်တော့မှမတွေ့နဲ့ညီမလေးတို့ဒီလည်းကုမ္ပဏီပိုင်ရှင်ဖြစ်နိုင်တယ်ညီမတို့ဒီလည်းတစ်ချိန်ကျရင်ကြီးကြီးသက်ချမ်းသာတဲ့သူတွေဖြစ်နိုင်တယ်ညီမဒီလည်းအိမ်တွေအများကြီးပိုင်တဲ့သူတွေဖြစ်နိုင်တယ်ညီမဒီလည်းမန်နေဂျာကြီးတွေဖြစ်နိုင်တယ်ဒါကြောင့်မို့လို့အဲ့ဒီအချိန်တွေကျရင်အမအကိုမမေ့နဲ့ အမတို့ဒီတစ်ချိန်လက်တွေပြီးတော့စီးပွားရေးလုပ်လို့ရတယ်เนาะတငယ်ချင်းအပေါင်းတင်းဆိုတာကရွှေထက် အပေါင်းတင်းကောင်းဆိုတာကရွှေထက်ရှားတယ်အဲ့တော့အမဒီအဲ့ဒီလိုမျိုးလူကောင်းတွေလိုချင်တယ်အမတို့စီးပွားရေးလုပ်တဲ့အခါကျရင်အကုန်လုံးတယောက်ကိုတယောက်အော်ညီမတို့လုံနေတဲ့အရာမှာအမလာဝယ်လိုက်တာဖြစ်ဖြစ်အမရောင်းတဲ့အပစ္စည်းတစ်ခုကိုညီမလာဝယ်လိုက်တာပဲဖြစ်အဲ့ဒီစီးပွားရေးလုပ်တဲ့အခါမှာတယောက်နဲ့တယောက်ဟိုဟိုဘယ်လိုပြောရမလဲ အားပေးနေတယ်ဆိုရင်လည်းဒါအမတို့ကဟိုဟာပေါ့နော်ဟိုမိတ်ဆွေကောင်းနေဖြစ်တယ်ပေါ့နော်အဲ့ဒီလိုပဲဖြစ်ချင်ပါတယ်အမဒီဒီမိတ်ဆွေကောင်းပဲလို့ရှင်တယ်ပေါ့နော်အဲဒါကြောင့်မလို့ပါကျန်တာတွေပြီးလို့ရှင်ဒီပေါ့နော်ဒီအမပြောသလိုပဲအားလုံးကိုဘဟုတုတာတွေသိချင်တယ်ဒီ share ထားတဲ့ဟာတွေကိုကိုယ်တိုင်ကလည်းနိုင်ငံခြားကိုသွားဖို့အတွက်မဖြစ်မနေသွားရမယ်သွားဖို့သွားမယ် ကျမဒီသားတွေကိုတိချင်ပါတယ်ဆိုရင်တော့အမတို့ပေးနေတဲ့ coach တွေမှာအဲ WhatsApp ရှိတယ်လေ9689653ကိုအဲ့ဒီ WhatsApp ကိုလာလိုက်ပြီးတော့ဒီသင်တန်းကိုဟိုအပ်လိုက်ပြီးဆိုတာနဲ့အမတို့ဘက်ကနေပြီးတော့အမကတယောက်ချင်းရဲ့ group အမနဲ့နှစ်ယောက်ချင်းနှစ်ယောက်တည်း group ပေါ့နော်အဲ့ဒီနှစ်ယောက်တည်း group တွေမှာဒီဒီဒီတယောက်ရဲ့လိုအပ်ချက်နေပို့တယ် Facebook link နေပို့တယ်အားလုံးကိုဘုဒ္ဓတာယူခိုင်းပြီးတော့ ပြီးလို့ရှိရင်အမတို့ CV form လုတ်ပေးတယ်အဲ့ CV form မှာမှဘလို့ဘလို့လုတ်ရတယ်ဆိုတာမျိုးတွေပြီးရင်အဲ့ဒီ CV form ကိုအစင်သင်ပေးလိုက်တယ်ပေးပြီးတော့ ိုကလည်းရှောက်ပါအမကလည်းရှောက်ပေးတယ်အဲ့ဒီလိုမျိုးပေါ့နော်ဒါပေမဲ့ကိုကိုတိုင်းအမကိုတိုင်းလှုပ်ပေးလို့မရတဲ့အပိုင်းတွေအများကြီးရှိတယ်ကာယကံရှင်ကိုတိုင်းလှုပ်ရမယ့်အပိုင်းတွေကိုကာယကံရှင်လှုပ်ရတယ်ဘယ်လိုအကောင့်တွေကို download ဆွဲရတယ်ဘယ်လို application တွေကိုဖုန်းထဲကိုအဆင်သင့်ထည့်ရတယ်ဒါမျိုးတွေအားအစအမကအခုခါမှာ interview မတွားခင်ရောအလုပ်ထဲမှာရောဘယ်လိုပုံစံမျိုးနဲ့ confidence ရှိအောင်နေရတယ်ဆိုတာအစအမအဲ့ဒီလောက်တိကိုဒီ make up ဘိုင်းပါအမပြောပေးတယ်ဘာလို့ဆိုတော့အမသိတဲ့အမ share ပေးတယ်အဲ့ဒီလိုမျိုးပေါ့နော်အဲ့ဒီတော့ကဒီဒီဟာ တွေအမပြောပေးတာဒီနိုင်ငံသားသွားလို့ဟိုနိုင်ငံသားသွားသွားဖို့အတွက်ကိုပြောပေးတာလည်းမှန်တယ်။နောက်တစ်ခုဒီနိုင်ငံသားသွားဖို့အတွက်ရည်ရွယ်ထားရင်တော့ဒါတွေအားလုံးကိုတည်တင်တယ်ပေါ့နော်။အဲ့တော့နောက်တစ်ခုဒီဟိုတချို့အလုပ်တွေတော့ရှိတယ်ပေါ့နော်။တချို့အလုပ်တွေဒီအမတို့ဟိုတယ်ကိုဓာတ်ရိုက်လျှောက်လိုက်တာနဲ့ဟိုတယ်ကနေပြီးတော့ပတ်စံတွေအကုန်လုံးကိုအကုန်ကြောက်ခံပြီးတော့ခေါ်တဲ့အလုပ်မျိုးတွေရှိတယ်။အဲ့ဒီဟာကိုလည်းအမကတင်ပြီးတော့ ဟိုဒီလိုမျိုးလောက်ရတယ်ငါတို့ဒီဒီလင့်ထဲမှာဒီလိုလျှောက်ပါဆိုပြီးတော့အမကလိုက်ပြောပြီးတော့လိုက်လျှောက်ခိုင်းတာတွေရှိတယ်အဲ့ဒါမျိုးတွေကိုလည်းအမလောက်ခိုင်းတယ်အဲ့ခါကျတော့ကိုကမြန်မာပြားထွက်တယ်ဆိုရင်တော့လေရင်စိတ်စက်မမကုန်မဲနဲ့ထွက်ရတာပေါ့နော်ဒါပေမဲ့မြန်မာပြားထွက်ရခက်တဲ့အခါကျတော့ဘန်ကောက်ထိတော့လေစိတ်လေရင်စိတ်ကုန်မဲဘန်ကောက်ရဲ့ပတ်စံလေးခုနကပြောတယ်မတော်ခင်မှာ2လတင်တန်းပေးတယ်တွန်းနေတဲ့အချိန်2လမှလည်းအမကဟိုဝိုင်းပြီးတော့ဒီဟာကို join ချင်တယ်ဆိုရင်တော့ဒါဟိုကခုနကပြောတယ်ဝက်ဆက်ကိုပဲလာလိုက်ထွန်းထွန်းရေးသေးလားဝက် ဆက်ကိုပဲလာလိုက်အဲ့တော့ဟိုခုနအမပြောသလိုပဲဟိုတကယ်ကိုကိုကဝါဒနာပါပြီးတော့တချိန်ကျရင်ကိုကတက်မယ်တချိန်ကျရင်တော့တွားမယ်အင်္ဂလိပ်စကားပြောနဲ့ပတ်သက်ပြီးတော့ပဲကိုကသင်ချင်တယ်လောလောဆယ်တော့နိုင်ငံသားတွားဖို့အဆင်ထီတော့မရှိသေးဘူးဒါပေမဲ့လို့အင်္ဂလိပ်စကားပြောနဲ့ပတ်သက်ပြီးနိုင်ငံသားနဲ့ပတ်သက်တဲ့အတွေ့အကြုံယူပြီးတော့ကိုသားသမီးကို ပြောပြီးဟိုတိအောင် knowledge တိအောင်သင်ချင်တယ်အင်္ဂလိပ်ကိုပဲရအောင် train ချင်တယ်ဆိုရင်လည်းအမှ club လုပ်ပေးတယ်ဒီဟာကတော့အင်္ဂလိပ်သင်တန်းတီးတန်းပေါ့နော်အဲ့ဒါကလည်းသင်တန်းရှိတယ်ဒါမျိုးတွေကိုတက်ချင်တယ်ဆိုရင်လည်းရပါတယ်ဒါပေမဲ့အမတို့သင်တဲ့နီးသည်နှစ်လနဲ့အပြက်အင်္ဂလိပ်စကားကိုတစ်ခုခုကိုထုတ်ပြောနိုင်တယ်ပြောရတဲ့ ပုံစံမျိုးဖြစ်သွားရမယ်တချို့ကတော့လေးရင်တော့3လလောက်ကြာသွားတယ်ပေါ့နော်ဒါပေမဲ့လို့အင်္ဂလိပ်ကိုတကယ်ပြောနိုင်သွားတယ်တခြားတင်တဲ့နီးနဲ့မတူဘူးဘာဖြစ်လို့လဲဆိုတော့အမတင်တာတွေအကုန်လုံးဒီလက်တွေ့ဖြစ်လို့အမတင်တာဒီခုနကပြောသလိုပဲအာဒီအလုံးနဲ့ပတ်သက်တဲ့စကားပြောဦးစားပေးတင်တယ်ပေါ့နော်ပြီးတဲ့အခါကျလို့ရှိရင်လူတွေအလဘပြောတလဘဒူပိုင်းရောက်တာနဲ့ငါပြောတတ်သွားရမယ်ကွာအဲ့ဒီလိုပုံစံမျိုးပြောနိုင်ရမယ်ကွာအဲ့ဒီလိုပုံစံမျိုးတင်ပေးလိုက်တယ်အဲ့ခါကျတော့ပြီးလို့ရှိရင်ခုနကနိုင်ငံခြားသွားချင်တဲ့လူဆိုရင်လည်းအင်္ဂလိပ်သက်သက်ကိုတင်ချင် င်တယ်ဆိုရင်လည်းတင်လို့ရတယ်အဲ့တော့နိုင်ငံသားမှလက်တွေ့သုံးနေတဲ့ပုံစံပဲနိုင်ငံသားမှဒီနဲ့တင်တယ်အဲ့အင်္ဂလိပ်ကိုအမားတို့ကဒီနှစ်လအတွင်းမှာထွင်ပေးလိုက်တယ်အဲ့တော့အဲ့ဒီအင်္ဂလိပ်ပါမယ်ပြီးလို့ရှိရင်ဟိုတယ်အလုပ်လျှောက်တာတွေကိုဘယ်လိုလျှောက်ရလဲဆိုတာအသေးစိတ်ပါတယ်အဲ့တော့ဟိုတယ်အလုပ်ကိုအမားတို့ကဘယ်လိုလျှောက်တယ်ဆိုတာရဲ့နောက်တစ်ခုဒီတချို့ဟိုတယ်တွေဒီမြန်မာပြည်အနေပဲဖြစ်ဖြစ်ဒူဘိုင်းအနေပဲဖြစ်ဖြစ်အာဒီဒူဘိုင်းကခေါ်တဲ့ဟာကျတော့ကိုကဒူဘိုင်းမှာရှိနေမှသူတို့ကကိုကိုဟိုအင်တာဗျူးခေါ်တာဒါပေမဲ့လို့ ကာတာလိုမျိုးဟိုတယ်တွေဆိုလို့ရှိရင်အမတို့ဒီပတ်စံမကုန်မဲနဲ့တို့ကလင်းရင်လက်မှတ်ပါအပြီးချပေးတော့ကိုဒူဘိုင်းမှာရှိနေလဲကာတာမှာအလုပ်တော်လုပ်လို့ရအဲ့ဒီလိုမျိုးဖြစ်တယ်အဲ့ဒီခါကျတော့အဲ့ဒီလိုမျိုးချပေးတဲ့ဟိုဟိုတယ်တွေကိုလည်းရှောက်လို့ရအောင် အဲ့ဘယ်ဝဲစူးစားပြီးတော့အလုရှာလို့ပဲအမကပြောချင်တာအဲ့ဒါအကောင်းဆုံးနည်းပဲအဲ့ဒါဒီကိုလိုချင်တဲ့လစာရတယ်အဲ့ဒါနောက်ဆက်တွဲလဲကောင်းတယ်ဘာဖြစ်လို့အမအဲ့လိုမျိုးကိုဘတော်ကိုပဲအလုရှာလို့ပြောတယ်ဆိုတော့နောက်ဆက်တွဲရှိတယ်အဲ့ဒါဘာလဲဆိုတော့ကိုအလုကိုဘတော်ကိုအလုရှာတဲ့ဟာအလုဒီကိုကိုကြိုက်လို့ခန့်တာဖြစ်တယ်တကယ်လို့အေဂျင့်တွေနဲ့တွဲလုပ်တဲ့အလုဒီအေဂျင့်တွေကမန်နေဂျာနဲ့ပေါင်းထားတယ်ဟေးဘာဟေးဆိုလို့ရှိရင်နောက်ပိုင်းမှာကိုကအလုဖြုတ်ခန့်ထိသွားရင်တွားပြီး တချို့ကမန်နေဂျာနဲ့ပေါင်းရိုက်တာရှိတယ်အဲ့ဒါဘာလဲဆိုတော့မန်နေဂျာနဲ့အေဂျင့်နဲ့ပေါင်းပြီးတော့များသောအားဖြင့်အိန္ဒိယမန်နေဂျာတွေအဲ့ဒါတွေလောက်တယ်ဟိုတယ်မန်နေဂျာတွေပေါ့နော် အဲ့တော့ agent နဲ့ပေါင်းပြီးတော့နေငါသူ့ကိုအလုပ်ခန့်မယ်ပြီးလဲပြီးတော့၃လနဲ့အလုပ်ထုတ်ပြလိုက်တယ်ပြီးရင် နောက်တစ်ယောက်ငါအလုပ်ခန့် agent နဲ့ manager နဲ့ပေါင်းတာအဲ့တော့ agent ကလည်းနေအလုပ်ရသွားပြီပြီးပြီးပြီလေအကျန်တာငါနဲ့မဆိုင်တော့ဘူးကျန်တာကနေကိုမကြိုက်လို့သူထုတ်တာအဲ့ဒီလိုမျိုးတွေရှိတယ်အဲ့ခါကျတော့ပြောချင်တာဒီကိုဘတော်ကိုအလုပ်ရှာအဲ့ဒီကိုဘတော်ကိုရှာတဲ့အလုပ်ဒီ visa အိုက် visa နှစ်နှစ်ရတယ်ဆိုတော့အဲ့ဒီနှစ်နှစ်ဒီကိုအတွက်ကအေးစေးပဲအဲ့နှစ်နှစ်လုံးမှာကိုအေးစင်းနေလို့ရပြီ ID ရပါပြီတဲ့လူတယောက်ဒီကိုရဲ့2000ဆိုရင်2000နဲ့ ဟိုတန်နဲ့ဟိုအိမ်ငားနေမယ်တန်2000ချွေတာပြီးတော့ဘယ်လောက်စုမယ်ဆိုတော့ကိုယ့်ရဲ့ဟိုကုန်ကျစိတ်ကိုကိုတိပါတဲ့အတွက်နှစ်နှစ်မှာစိတ်ချလက်ချအိတ်လို့ရပါပြီအဲ့တော့9000ရတဲ့သူတွေလည်း9000နဲ့စိတ်ချလက်ချအိတ်လို့ရပါပြီအဲ့တော့ပြောချင်တာဒီအဲ့ဒီလိုမှမဟုတ်ပဲနဲ့ဟိုတယ်မှာကျတော့ခုန2000ကအသက်တင်ရတာလေဟုတ်တယ်မလား1500ဆိုလဲအသက်တင်ရတာ1000ဆိုလဲအသက်တင်ရတာ အဲ့တော့စိတ်ချလက်ချကိုအိတ်လို့ရပြီအဲ့ဒီလိုမဟုတ်ဘဲနဲ့ကိုကအေဂျင့်တွေကိုစကားယုံလို့ရှိရင်အေဂျင့်ကပောက်ကရနေရာမှာအလုပ်ထည့်လိုက်တယ်အလုပ်ထည့်လိုက်တယ်အဲ့ဒီအလုပ်ကဗီဇာမပေးဘူးပြီးရင်နေ့ကိုမကြိုက်လို့ထုတ်လိုက်ပြီးအပြီးရင်အေဂျင့်ကိုတော့ပြောရင်အေဂျင့်ကတာဝန်မယူဆိုအဲ့ဒီမှာကို့အချိန်တွေကကုန်သွားပြီ၃လဆိုလဲ၃လအချိန်ကုန်သွားပြီအဲ့ဒီလိုဖြစ်တာအဲ့ဒီတော့ကိုကနစ်နာတာတွေအများကြီးပဲဖြစ်သွားလိမ့်မယ်အဲ့ဒီတော့ကို့အချိန်လည်းမကုန်ရအောင်ကိုရဲ့အရေးချင်းအစစ်မှန်နဲ့ပဲအလုပ်လျှောက်စီချင်တာ ခုနပြောသလိုမျိုး၁၀တန်းအဆင့်ရှိတဲ့သူတွေတောင်မှအင်္ဂလိပ်ကို train ပြီးတော့အလုပ်ရပါတယ်ဒါပေမဲ့သူ့အဆင့်နဲ့သူပေါ့နော်ခုနကလိုမျို ကလင်နာအလုတ်လည်းဖြစ်ရင်ဖြစ်မယ်ကလင်နာဆိုလဲဟိုဝမ်းနေစရာမလိုဘူးနော်ကလင်နာအလုတ်ဒီ housekeeping နဲ့တူတူပါပဲကလင်နာလုတ်တက်သွားရင် housekeeping hotel မှာတော့ join လို့ရပါတယ်အဲ့တော့အဲ့ဒါကတကယ်ဟုတ်ရဲ့လားဟုတ်လို့လားအမရဲ့ဆိုအမတို့လုတ်ပေးတယ်အဲ့ဒါဘယ်လိုလုတ်ပေးတာလဲဆိုတော့စေရန်အောင်မအောင်တဲ့သူတို့ဒါပေမဲ့အင်္ဂလိပ်တော့အခြေခံရှိရမယ်ပေါ့နော် WHAT what ဆိုတာဘာလဲတော့လုံးဝမသိတဲ့သူမျိုးတော့မဖြစ်စေရအောင်ပေါ့နော်အဲ့တော့စေရန်အောင်မအောင်တဲ့သူကိုအမတို့ဒီသူ့ရဲ့ လုံနီလုံဟန်နဲ့အမတို့ဒီသူ့ကိုတက္ကသိုလ်တယောက်ဖြစ်ပါတယ်ဆိုတော့ပုံစံလေးနဲ့ထွင်းွားပေးလိုက်တာအဲ့ခါကျတော့သူအလုတ်သွားလျှောက်တဲ့အခါမှာသူဒီတက္ကသိုလ်သမားဘွဲရသမားတွေနဲ့ဒန်းသူအလုတ်လျှောက်နိုင်တယ်အဲ့ဒီလူတွေတိတလို့သူတိတယ်အဲ့ဒီလူတွေလုတ်ဖူးတဲ့ဟိုတယ်အလုတ် knowledge တွေသူ့မှာအကုန်ရှိတဲ့အတွက်သူဒီအားလုံးကို ပြည့်စုံနေတဲ့သူဖြစ်တယ် အဲ့တော့အမမတင်နှန်းတက်တဲ့သူတွေဒီတကယ်လို့များ certificate လိုတယ်ဆိုလို့ရှိရင်လေအမအဲ့ဒီ hotel နဲ့ပတ်သက်တဲ့ certificate ကိုထုတ်ပေးလို့ရတယ်အဲ့တော့ပြောချင်တာဒီအားလုံးအတွက်ဒီအမတို့ကလုတ်ပေးတာဒီဟိုလိုရိုးရိုးတင်နှန်းလည်းမဟုတ်ဘူးအဲပြောရလို့ရှိရင်တော့ဒါကြောင့်မလို့အမဒီပြောတယ် personal coach ပေါ့နော် coach လုတ်ပေးတယ်လူတယောက်ချင်းစီကို coach လုတ်ပေးတယ်စုလို့လည်းမရပြန်ဘူးဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့အတွေ့အကြုံနဲ့သူလိုချင်တဲ့အလုပ်နဲ့သူ့ရဲ့ဗဟုသုတနဲ့သူ့ရဲ့အင်္ဂလိပ်စကေးနဲ့သူရှိတဲ့စကေးဒီနောက်တယောက်ရဲ့စကေးနဲ့မတူပြန်ဘူးအဲ့တော့အမပိုပင်ပန်းနဲ့အမှန်တကယ်တူတူတာစုလို့ရရင်အားလုံးစုပြီးတော့တင်နန်းစုပြီးဖွင့်လိုက်ရင်အဲ့ဒါကလွယ်တယ် အခု personal နဲ့လောက်ရတဲ့အပိုင်းကြတော့လေသူ့ရဲ့ပြဿနာနဲ့သူ့ရဲ့ပြဿနာနဲ့မတူဘူးအဲ့တော့သူ့ရဲ့ဟိုစူးစမ်းအထောက်အမှုနဲ့သူ့ရဲ့အရင်ကတတ်ခဲ့တဲ့ဟာနဲ့ကလည်းမတူပြန်ဘူးအဲ့လိုအသေးစိတ်ကို လိုက်လောက်ရတာအရင်တော့ပြင်ပန်းပါတယ်ဒါပေမဲ့လို့အမသူတို့အဆင်ပြေသွားရင်အမဝမ်းတာတယ်ပေါ့နော်အဲ့ဒီလိုမျိုးတွေကိုအမအခုစ train နေတာဘောက်ချပြန်ပို့ပေးတယ်အမဘက်ကအားလုံးကိုတိတိကျကျပေါ့နော်ပြီးရခါကျရင်အမဒီ certificate လိုချင်ရင်လည်းလုပ်ပေးပါတယ် အဲ့တော့ဒီဟာနဲ့တက်သွားရင်ပေါ့နော်ဒါပေမဲ့မတက်ဘဲနဲ့အတင်းန်းတော့အမပြောတဲ့ train နဲ့ဟာတွေကိုတော့ဘာတစ်ခုမှမတိဘဲနဲ့ ဟို certificate လိုချင်တယ်လို့တော့လုပ်လို့မရဘူးပေါ့နော်ဒါပေမဲ့တကယ်လိုချင်တယ်ဆိုရင်တကယ်အမတို့ပြောပြတဲ့ဟာတွေအမတို့လေ့လာခိုင်းတဲ့ဟာတွေကိုလေ့လာပါအမဒီဒီ Telegram ကတော့ပို့ပြီးတော့ line ကောင်းတဲ့အတွက် Telegram ကနေပြီးတော့ group လုပ်ပေးတယ်အဲ group လုပ်ပေးပြီးတော့ဟိုသူနဲ့ကိုနဲ့နှစ်ယောက်တည်းပေါ့နော်ဒီ English English ပဲသင်ချင်တဲ့လူကအင်္ဂလိပ်နဲ့ပတ်သက်တာတွေကိုအမပို့ပေးတယ် ပြီးရင်အမကိုယ်တိုင်အမေးဖြေရတဲ့ဗဟုသုတတွေရှိမယ်ပြီးလို့ရှိရင်ဟိုဟိုတယ်နဲ့ပတ်သက်တာတွေကိုအခုလိုမျိုးဒီ course တစ်ခုလုံးကိုအတက်တူကြတော့ကဒီဟိုဟိုတယ်နဲ့ပတ်သက်တာတွေဟိုတုံးခုပေါ့ကွာဟိုတယ်လှုပ်ရှင်တဲ့သူလားဒါမှမဟုတ်ရင်ကက်ရှာလှုပ်ရှင်တဲ့သူလားဒီစားတောက်ဆိုင်မှာလှုပ်ရှင်တဲ့သူလားဟို housekeeping လားဘေးမန်လှုပ်ရှင်တဲ့သူလား အဒါမို့ရင်ခုနကပြောတဲ့ဘယ်ရီစတာလှုပ်ရှင်တဲ့သူလားအဲ့ဒီပုံမူတည်ပြီးတော့အလုတ်သုံးမျိုးရွေးခိုင်းတယ်အလုတ်သုံးမျိုးရွေးခိုင်းတယ်ပထမဒါပေမဲ့လို့အဓိကတည်နှစ်မျိုးဖြစ်ရမယ်ပေါ့နော်အဓိကနှစ်မျိုးမှာအမတို့ဒီဒါမရရင်ဒါဒါနဲ့လှုပ်ရမယ်ဆိုတာမျိုးအဲ့ဒီတော့ဘယ်အလုတ်မဆိုအမတို့အလုတ်ရရမယ်ပေါ့အဲ့ဒီပုံစံမျိုးနဲ့အမဒီ train ပေးတာဖြစ်တယ်အဲ့တော့ဒါမရရင်ဒါလုပ်မယ်မရဘူးဆိုရင်နောက်ဆုံးအနေနဲ့နံပါတ်3အလုတ်ကိုထုတ်သုံးမယ်အဲ့တော့ဒီ3ခုလုံးဒီကိုယ်မှတကယ် knowledge ရှိတယ်ဒီ3ခုလုံးနဲ့ပတ်သက်ပြီးတော့ကိုက interview ဖြေနိုင်တယ်ဒီ3ခုလုံးနဲ့ပတ်သက်ပြီးတော့ ိုဒီတကယ် professional တယောက်မဖြစ်သီးတိုင်အောင်မှ ကိုဒီသူတို့မိတာကို ဖြေနိုင်တယ်ပေါ့နော်အဲ့တော့လူမကြောက်တော့ဘူးအဲလူတွေအကြောင်းကိုသိပါမယ်ဒါမျိုးကိုအမထွင်းပေးတာဖြစ်တယ်ဒါကြောင့်မို့ဒီသင်တန်းဒီအာတကယ်ကိုတန်ဖိုးရှိတယ်အရေးကြီးတယ်ဒီ coach ဒီ အဲရိုးရိုးသွားပြီးတော့တင်နေတာတွေနဲ့မတူဘူးဆိုတာကိုတကယ်တက်ကြည့်လို့ရှိရင်သိလိမ့်မယ်ဒီ knowledge တွေဒီအမကိုယ်တိုင်ကြုံခဲ့တဲ့ knowledge တွေပြီးတဲ့အခါကျတော့အမရဲ့အသည့်တွေကြုံခဲ့တဲ့ knowledge တွေအားလုံးပေါင်းပြီးတော့အမပေးတာဖြစ်တယ်ဒါကြောင့်မို့လို့ဒါတွေနဲ့ပတ်သက်ပြီးတော့သိချင်လဲဆိုရင်တော့အဲဒီ WhatsApp ကိုလာလို့ရတယ်ဒီ Messenger မှာလည်းလက်မေးကြည့်လို့ရတယ်လက်ပြောလို့ရတယ်ပေါ့နော်